။သာမင်းညာဖလာတုတ်အနှစ်ချုပ်တရားဒေသနာတော်။မြတ်စွာဘုရားသာမင်းညာဖလာတုတ်ဟောခဲ့တာဟာဒီတဇောင်းမောင်လပြီနေ့တနေ့မှဟောခဲ့တာဖြစ်လို့တဇောင်းမောင်လပြီနေ့တိုင်းကိုသာမင်းညာဖလာအခါတော်နေ့လို့သတ်မှတ်ထားကြတယ်ပေါ့နော်။အဲ့တော့အမတ်တရတိတုတ်ကိုနှစ်ချုပ်ပြီးတော့ ပြန်လေးဟောပြပေးမှဖြစ်တယ်။ချက်ခင်တော့လည်းဟောခဲ့ဘူးလေ။အခုဒီတက်ကတော့အနှစ်ချုပ်ဒီတုတ်ရဲ့အနှစ်သာရကိုသိရှိကြရအောင်။သုဒ္ဓမပါတဲ့စကားရက်တွေအချင်းချုပ်ပြီးတော့ဖော်ပြမှဖြစ်ပါအဲ့တော့တမညာဖလာတုတ်ဖြစ်ပေါ်လာပုံလေးရနေစာပြီးတော့ပြောကြတာပေါ့ မြတ်စွာဘုရားကရာဇကျုပ်မြို့ဇီဝကရဲ့တရဲ့ဥယျာဉ်ထဲမှာရဟန်းတော်ပေါင်း1250တဲ့အတူတူဝသရင်သုံးနေတယ်အဲ့တော့ရာဇကျုပ်မှာမြတ်စွာဘုရားသရင်သုံးတဲ့အကြောင်းတွေကပရမသုံးသရင်သုံးတာတော့ဝိတုဝံ ဝေဒူကနည်းနည်းလှမ်းနေဝေလူကနည်းနည်းလှမ်းတော့တိုင်းလိုက်မြို့နဲ့ပို့ပြီးတော့หนีတဲ့ศิวกะရဲ့တရက်ချံပေါ့เนาะအဲ့ဒါဥယျာဉ်နဲ့ခေါ်တယ်ศิวกะရဲ့တရက်ချံအဲ့ဒီမှာမြတ်စွာဘုရားသရင်တော်နေပေါ့ศิวกะကိုကောမာရပိစာဆိုတယ် စိဝကတ္တကောမရပိစတာအဘဝတိစိဝကကိုကောမရပိစဆိုတဲ့အတုံးနဲ့တုံးတဲ့အခါမှာမြန်မာနိုင်ငံပါဠိစာပေအထက်ကရာရရဆိုလို့ရှိရင်တော့ကောမရပိစဆိုတာကုမာရပတ္တဆိုတဲ့စကားလုံးလာတာ ုမာရဆိုတာမင်းသားပဒဆိုတာဘွေးစားတာပေမိတာမင်းကြီးရဲ့သားတယောက်ဖြစ်တဲ့အဘယမင်းသားဆိုတာရှိတယ်အဲ့ဒီအဘယမင်းသားကနေပြီးတော့ရှိဝကပေါ့ဆာလေးကိုဘွေးစားခဲ့တာဒါကြောင့်မလို့ရှိဝကတ္တကောမာရပိစ္ဆတာအဘယမင်းသားရဲ့ဘွေးစားသားရှိဝကလို့ဒီလိုခေါ်ကြတာ အတူဘာကြောင့်မွေးစားတာတုံးဆိုအကျဉ်းညွတ်ပြောမယ်ဆိုသူမေကသူ့ကိုမွေးပြီးတဲ့အခါမှာမြို့ပြင်မှာသွားပြီးတော့ပြစ်ထားလိုက်တာအပြစ်ခံရတော့ဒီကလေးလေးကစွန့်ပြစ်ခံရတဲ့ကလေးအဲသူကပုံကံရှိတဲ့အခါကျတော့မြို့ပြင်ပြစ်ထားတဲ့အခါမှာជីတွေကဝိုက်ပြီးတော့ ထိကလေးလေးနာမဝိုင်းအောင်နေကြတယ်တပြင်းအကောင်မလောင်နေမလောင်ချီးတွေကဝိုင်းနေကြတယ်အဲ့တော့ခုနအဖေကမင်းသားကမြို့ပြင်ထွက်လာတဲ့အခါမှာချီးတွေအုံနေတာကိုတွေ့တော့ဟေးဟိုမှာချီးတွေအုံနေတယ်ဘာလဲသွားကြည့်ကြသာဆိုတော့ကလေးလေးဆိုတရားဟဲ့အသက်ရှင်နေရလားလို့ဆိုရှင်မသေးတယ်အသက်ရှင်နေပါဆို တော်ရှင်သေးလားရှင်မသေးတယ်ဆိုစကားကိုပါဠိလိုပြောတော့အခါလေစီဝတိအသက်ရှင်သေးလားလို့ဆိုစီဝတိရှင်ပါသေးတယ်လို့ပြောတော့သူစီဝကလို့တမဲပေးတာနော်အသက်ရှင်နေရတွေ့ရလို့စီဝကဒါနဲ့အဘယမင်းသားကအေးငါအိမ်ကို ပို့လိုက်ဒီကလေးလေးခူးဆိုင်ပြီးတော့ဆောင်းလျှောက်ထားကြဒီကလေးလေးကိုကြွေးထားကြလို့ဆိုပြီးတော့ သူ့အိမ်ကိုခေါ်သွားခိုင်းလိုက်တယ်။ပေါ့ဆာလေးရှိသေးတယ်နော်။မွေးပြီကသာလေးပြစ်ထားတာအပြင်မှာ။အဲ့လိုပြစ်ခံရတယ်။အဲ့တော့ဘဝဆိုတာတော်ချောက်ဆရာကောင်းတယ်နော်။အဲ့ဒီလိုမိဘကမွေးပြီးတော့ပြစ်ထားတဲ့ကလေးလေးကိုအဘယ်အမင်းသားကကောက်ယူမွေးစားထားလို့ ပါဠိစာပေမှာသူ့ကိုပြောတိုင်းရှိဝကတကောမာရဖိသတဘုရားမင်းသားမွေးစားတဲ့ဇီဝကတို့လိုမှတ်တတ်တယ်။သို့သောအင်္ဂလိပ်လိုပြန်နေပါဠိစာပေကို လေးလာကြတဲ့ဥရောပကလူတွေကြတော့ဇီဝကကဆေးဆရာသူတို့ကအဲ့ဒီတမိုင်းကြောင်းတိုင်မဟုတ်တော့ပဲနဲ့ကောမာရဖိသဆိုတဲ့စကားလုံးကိုပဲကြည်တယ် ကြည့်ပြီးတဲ့အခါကျတော့ကောမရပိစဆိုတာကလေးအထုကုလို့အဓိပ္ပာယ်ရပြန်တယ်ပေါ့နော်ကလေးငယ်လေးတွေကိုပြည့်စုံဆောင်ရှောက်တဲ့ကလေးအထုကုခုခေတ်ဆိုရင်တော့ကလေးအထုကုပေါ့နော်အဲ့ဒီအဓိပ္ပာယ်နဲ့သူတို့ဘာသာပြန်တယ်အဘယမင်းသားမွေးစားတဲ့လူမပြန်ဘူးကလေးအထုကုစီဝကဆရာဆိုတာသူတို့အတွေ့ အဲ့တော့ဇိဝကကလေးတွေကုတာမဟုတ်ဘူးမြတ်စွာဘုရားလည်းဇိဝကကုပေးတာလူကြီးတွေကကုပေးနေတာသန္နပိသောတာမင်းဆိုရင်ဇိဝကကုပေးတာရာဇေကျွန်မရောတထေးတွေတာဝတိကတထေးတွေတထေးကြော်တွေသူပဲကုပေးတာအဲ့တော့ကလေးထုကုဆိုတဲ့အတိဘယ်ကသူတို့အတွေးမြတာဖြစ်တယ်ပေါ့ဩဆုံးဖြတ်ရမယ်ဆိုရင်တော့ ။သမိုင်းကြောင့်အရာပြောမဆွေတော့ဘုရားမင်းသားပွေးစားရတာမှန်တယ်။သူ့ရဲ့ဇလန်းနဲ့ရှိသေးတယ်ပေါ့နော်။ဘုရားမင်းသားပွေးစားလိုက်လို့သူကနန်းတော်ရောက်သွားတာ။နန်းတော်ရောက်သွားတဲ့အခါမှာနန်းတော်ရဲ့မှာကြီးပြင်းတာ။ဒါပေမဲ့သူကမင်းသားမဟုတ်ဘူး။မင်းသားအနေထားနဲ့ကြီးကြီးလာတဲ့အခါကျတော့ကလေးတွေအရွယ်ရောက်တဲ့အခါကျတော့သူ့ကိုမိဘမဲ့လို့တီးကြတယ်ဖေက အမေဘသူမှမသိဘူးဖေဘသူမှမသိဘူးမွေးစားထားတဲ့အကောင်ပေါ့အဲ့မှသူ့ကိုပြောတော့သူတိတတ်တဲ့အပြေရောက်လာတဲ့အခါကျတော့အဖေကမင်းသားကိုမေးတယ်ပေါ့ကျွန်တော်အဖေကဘသူရောအမေကဘသူရောသိချင်တာမွေးစားမှသိလာတဲ့အခါကျအဲ့တော့အဖေကမင်းသားက ငါမွေးထရဆိုတော့မင်းမင်းငါသားပေါ့ကွာငါမင်းဖေပဲပေါ့အမေရောသူ့မမသိဘူးအဲ့ဒါနဲ့ဒီကလေးလေးကသူကအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုအေးနန်းတော်မှာဆိုရင်ဘုရင်ရဲ့အမှုထမ်းလုပ်တယ်ဆိုရင်ပညာမတတ်လို့ရှိရင်မဖြစ်ဘူးဟုတ်တယ်နန်းတော်ဆိုတာအလုံးကကိုယ့်ပညာရဲ့နဲ့ကိုယ်အမှုထမ်းရတာဟုတ် အဲ့တော့ပြညာမတတ်ရင်မဖြစ်ဘူး။ငါပြညာသိမှဖြစ်မယ်။သူစဉ်းစားဖို့လေမတန်ကောင်းတယ်နော်။ငါပြညာသိမှဖြစ်မယ်ဆိုရင်သူစဉ်းစားတယ်။နန်းတော်မှာပြညာသိရမယ်။ဘုရင်ရဲ့အမှုရန်လုပ်ဖို့ကပါရရှိတော်ဆိုဒါခုလှန်တို့လုပ်ပြီးတော့စစ်တပ်ထဲဝင်မလား။ဘုရင်ကနေတဲ့ဆိုရင်အဲ့ဒီလုပ်တယ်လို့ရမှာလေ။ ကိုရံတော့တတ်သေးဝင်လို့ရှိရင်ဒါခုတ်လန်တို့စင်စီမြင်းစီအလိုအတက်တွေရှိတဲ့ရှိခေကသို့မဟုတ်ပရင်ကိုထမင်းချက်ကျွေးတဲ့အချက်ပြုတ်လာဖြောပြေးရေးတဲ့ဝင်မလာနဲ့နန်းတော်ကအမှုထမ်းမဲ့အလုပ်တရားရှိတယ်အဲ့လိုသူကောင်းထဲမှာစဉ်းစားလိုက်တဲ့အခါကျတော့ဒါတို့လှမ်းတို့ကင်ပြီးတော့ သူများကိုတတ်ဖို့ဖြတ်ဖို့ဆိုတာသူစိတ်တွေပဲမတတ်မလုံချင်မလုံချင်တော့သူစဉ်းစားရတဲ့ထင်ပဲဆေးပညာအတတ်ဟာဝိသသိပ္ပံမေတ္တာပုပ္ပင်ကမံဆေးပညာအတတ်ကမေတ္တာနဲ့လောက်ရတဲ့အလုပ်ဖြစ်တယ်အဲ့တော့ဒီအလုပ်ကပို့ပြီးတော့ကောင်းတယ်ငါဆေးပညာသိမယ်ဆိုဆုံးဖြတ်လိုက်ပညာသိမယ်ဆိုတော့သူက ဘသူကမပြောဘူးတိတ်တိတ်အိမ်ကနေထွက်သွားလိုက်တယ်ရွယ်လေးကလည်းရောက်လာပြီဆိုလေသူနန်းတော်ကနေပျောက်သွားလိုက်တယ်ဖယ်ရောက်သွားတော့ဆိုအဲ့ဒီခေတ်ကတက်ကတိလာဆိုရမျိုးရှိတယ်အခုခေတ်ပြောမှဆိုရင်တော့ပါကစ္စတန်နေရာမှာရှိတယ်လို့ပြောတယ်သူကအိန္ဒိယကနေပြီးတော့ပါကစ္စတန်ဘက်ကိုထွက်သွားခုခေတ်မြေပုံနဲ့ဆိုအဲ့ဒီတက်ကတူမှသွားပြီးတော့ ထိတပမောက္ခလို့ခေါ်တယ်အယမျက်နာကဖဲကလာလာကျောင်းသားတွေကိုပညာမျိုးစုံ သင်ပေးတဲ့ဆရာကြီးထံချင်ကတ်တယ်ချင်ကတ်ပြီးတဲ့အခါမှာ तू ကဓမ္မဒေဝတိကအနေနဲ့ तू ချင်ကတ်တယ်